မင်္ဂလာပါဗျာအရိယာမြန်မာကနေပြီးတော့နိုဝင်ဘာလ17ရက်နေ့မြန်မာနိုင်ငံတဝမ်းလုံးမှာရှိတဲ့စီးစီးပွားလူမှုသတင်းတွေကထူးခြားတဲ့သတင်းချို့ကိုကောက်နှုတ်တင်ပြပေးမှာဖြစ်ပါတယ်ပရမအဆုံးတင်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်တိုင်းချောင်းကျွရွာကိုတမရဝပြန်လည်ထိန်းချုပ်တယ်ဆိုတဲ့သတင်းဖြစ်ပါတယ်ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်တိုင်းချောင်းကျွရွာကိုတမရဝကပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ Telegram channel တွေမှာမနေ့ကနိုဝင်ဘာလ10ရက်နေ့မှာစပြီးဖော်ပြလာတာတွေ့ရပါတယ် အေးချမ်းဘက်တဘုံနေရာကြောက်ဖြူမြို့ကိုယခုနှစ်ဖေဖော်ဝါရီလမှစတင်ပြီးခုစစ်စဉ်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတိုင်းချောင်းဇိုင်ချောင်းမင်းပြင်စတဲ့ JR တွေကိုလာပိုင်းလောက်အကြာမှာတိတ်ပိုက်ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။အေးချမ်းဘက်တဘုံတွေထိန်းချုပ်ထားတဲ့ကြောက်ဖြူမြို့မှာတိုင်းချောင်း JR နဲ့တိုင်းချောင်းတောင်ကိုပြန်လည်ရရှိရေးတက်မတော်ကအမှတ်32ရက်တရင်ညောင်ရီရေတဲ့စကန်းလေချောင်းဖြေချောင်းဒရုန်းတွေနဲ့ပြခဲ့တဲ့အော်တိုဘာလာတွေကအင်အားများပြားနဲ့ထိုးစစ်ဆင်တိုက်ခိုက်လာတာလည်းဖြစ်ပါတယ်။ တိုင်းချောင်းကျေးရွာနီးမှာတော့ပြီးခဲ့တဲ့လတွေကတိုက်ပွဲတွေဖြစ်နေတာရှိပါတယ်စစ်ကောင်စီကတိုင်းချောင်းတောင်ကိုအသေးအံအင်အားသုံးပြီးတိုက်ခိုက်တဲ့အနေထားပါအေကလည်းအဲ့ဒီတိုင်းချောင်းတောင်နီးတစ်ဝိုက်မှာခိုင်ခိုင်မာမာတက်ဆွဲနေရယူထားကြတာပါလို့ဒေသခံတို့ကပြောပါတယ်ပြီးခဲ့တဲ့အော်တိုဘာလနောက်ဆုံးပတ်မှာတက်မတော်ဟာတိုင်းချောင်းကျေးရွာကိုအင်အား300လောက်နဲ့စစ်ကြောင်းထိုးလာတာကြောင့်နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့သိရပါတယ်တိုင်းချောင်းကျေးရွာကိုတက်မတော်ကထိန်းချုပ်သွားနိုင်တယ်ဆိုပါကအေအေကျန်းဖက်သဘုံတွေရဲ့တောက်ဖြူမြို့နယ်ကို ဝေးရောက်မဲ့ထိုးစစ်ဟာခံခဲသွားနိုင်တယ်လို့ကြောက်ဖြူဒေသခံတို့ကပြောပါတယ်။တန်းချောင်းကိုစစ်ကောင်စီကပြန်ရတာဖြစ်နိုင်ခြေရှိတယ်။ရခင်ကစစ်ဘေးတင်းချောင်းပေါ်လွတ်တဲ့တပြူတောင်းစက်တိန်ကျေးရွာကစစ်ဘေးချောင်းတွေဟာအနောက်ဘက်ကိုထွက်ပြေးတင်းချောင်းနေကြတာရှိတယ်လို့သူကဆက်ပြောပါတယ်။အေးချမ်းဘက်သဘုံတွေဟာကြောက်ဖြူမျိုးနယ်မှအမှတ်32ရဲတရင်ညောင်ရီရဲတပ်စကန်နေရာတွေကိုထိုးပေါက်ဝေရောက်နိုင်ဖို့အတွက်စစ်ကြောင်းနှချောင်းနဲ့ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။တမရောကပြည်သူစစ်အများပြား စိတ်အင်အားဖြစ်တင်းနေတာဖြစ်ပြီးမြို့ပေါ်လုံသွင်းရေးကိုရခင်ကားတဲ့နှစ်ဆတွုံးမြင်ထားတယ်လို့ကြောက်ပြူဒေသခံတွေစီကသိရပါတယ်။တမရောဟာနောက်ထပ်အင်အားလုံးရင်သုံးပြုပြီးမလာကျွန်းကျေးရနီးသဘာဝတန့်ွေလက်ခံသူလောင်ပို့ဆောင်ရုံ OTG ဆက်ရုံနီးရှိကာကင်းစကန်တွေကနေအေးသိမ့်ပိုက်ထားတဲ့လက်ခမောရွာသစ်ပြင်းချေမပြောချောင်းကလားဘာဂေါ်ရူကျေးရနီးတွေကိုစစ်ကြောင်းတွေထိုးနေတယ်လို့သိရပါတယ်။ကြောက်ပြူမြို့နယ်ကိုအေးကျမ်းဖက်သဘုံတွေကထိုးစစ်စင်တိုက်ခိုင်းလာတာဟာ ၈လကျော်အထိကြမ်းမြင့်လာခဲ့ပြီဖြစ်တော်လဲဒီခုခါမှာတော့တပ်မတော်ရဲ့တံမြန်ချိန်မုံမှုတွေကြောင့်အေးကျန်းဖက်သဘုံတွေဟာနေမြေတွေစွန့်ခွာထွက်ပြေးနေရပြီလို့သိရပါတယ်။ဆက်လက်တင်ပြပေးလို့တဲ့သတင်းပုတ်ကတော့အင်တာနက်ပေါ်မှာသတင်းတူသတင်းမှားများတင်ခြင်းမဖွဲ့မရာများတင်ခြင်းနိုင်ငံရေးအရတိုက်ခိုက်ပြောဆိုခြင်းများကိုဥပဒေကြောင့်ရတမ်းမြစ်ရန်အရေးဆောင်နိုင်တဲ့ကော်မတီဖွဲ့စည်းတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီရုံးမှအမိန့်ကြေညာစာမှတ် 65မြင်းဆောင်2025ဖြင့်အင်တာနက်ပေါ်မှာသတင်းတူသတင်းမှားများတင်ခြင်းမဖွဲ့မရများတင်ခြင်းနိုင်ငံရေးအရာတိုက်ခိုက်ပြောဆိုခြင်းများကိုဥပဒေကြောင်းအရတမ်းမြစ်အရေးယူဆောင်ရွက်နိုင်ရေးကော်မတီကိုဖွဲ့စည်းခဲ့ကြောင်းဩဂုတ်လ14ရက်နေ့မှာအတည်ပြုထုတ်ပြန်ပါတယ်။အဆိုပါကော်မတီကအင်တာနက်ပေါ်မှာသတင်းတူသတင်းမှားများတင်ခြင်းမြမရိုးရာယဉ်ကျေးမှုနဲ့ကိုက်ညီမှုမရှိတဲ့မဖွဲ့မရပုံဗီဒီယိုလိန်သားပေးကိစ္စများတင်ခြင်းနိုင်ငံရေးအရာတိုက်ခိုက်ပြောဆိုခြင်းများကိုဥပဒေကြောင်းအရတမ်းမြစ်နိုင်ရေး ော်ထုတ်နိုင်ရေးအတွက်ပြည်ထောင်ဝင်ကြီးဌာနဒုတိယဝန်ကြီးကိုဥက္ကဋ္ဌဖြစ်တာဝန်ပေးအပ်ဖွဲ့စည်းခဲ့တာလည်းဖြစ်ပါတယ်။ကော်မတီဟာအထက်ပါဖြစ်စဉ်များဖြစ်ပွားမှုမရှိစေရန်ဒီပညာကျွမ်းကျင်တဲ့ပညာရှင်များပါဝင်သောအဖွဲ့ကိုဖွဲ့စည်းပြီး24နာရီစောင့်ကြည့်ဖော်ထုတ်တားမြစ်ခြင်းကျွလွန်သူများကိုတီးဆဲဥပဒေများရာထိရောက်စွာအရေးယူနိုင်ရေးဆောင်ရွက်ခြင်းအင်တာနက်ပေါ်မှာသတင်းတူသတင်းမများဖော်ပြနေမှုတွေအဖွဲ့ဖွဲ့စည်းပြီးတံပြန်ဆောင်ရွက်ခြင်းတို့ကိုဆောင်ရွက်ကြမှာဖြစ်ပါတယ်။ထို့အပြင်ကျွလွန်သူများတုံ့ပြန်လျက်ရှိသောဖုန်းများကိုပိတ်သိမ်းရေး ဝေးကြီးကိစ္စများမှာ၎င်းတို့သုံးပြုလျက်ရှိသောဖန်ကောင်များအချက်လန်များဝေသွင်းွေထုတ်လက်မှတ်များမှတ်တမ်းများရယူခြင်းနဲ့ဖန်ကောင်များကိုယာယီတားဆီးခြင်းများပြုလုပ်နိုင်ရေးအတွက်ဘိုးဘန်ပါဝင်သက်ဆိုင်ရာဖွဲ့စည်းများနဲ့ညှိနှိုင်းဆောင်ရွက်ခြင်းကျူးလွန်သူများအပေါ်သက်ဆိုင်ရာဌာနအဖွဲ့အစည်းများကတားမြစ်ပေးရို့အတွက်ကန့်ကွက်စွာအကြောင်းစားသာများပေးပို့ခြင်းတို့ကိုဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ထို့အတူကျွလွန်သူများကိုသက်ဆိုင်ရာဌာနအဖွဲ့အစည်းမှတည်ဆဲဥပဒေနဲ့ညီအရေးဥဆောင်ရွက်နိုင်ရေးအကြောင်းကြားခြင်း ၎င်းဖြစ်စဉ်များပြုလုပ်ပါကတည်ဆဲဥပဒေများနဲ့အညီအရေးယူခံရနိုင်ကြောင်းကိုပြည်သူများသိရှိစေရေးအသိပညာပေးလုပ်ငန်းများကြဲကြဲပြန့်ပြန့်လှုပ်ဆောင်ခြင်းလွှတ်တဲ့အမိန့်ညွှန်ကြားချက်နဲ့လွှတ်ထုတ်လုပ်နည်းများကိုထုတ်ပြန်ခြင်းလွှတ်တဲ့ကော်မတီများဖွဲ့စည်းများကိုဖွဲ့စည်းခြင်းများပြုလုပ်မှာဖြစ်ပါတယ်။ဆက်လက်တင်ပြပေးလိုတဲ့သတင်းပုဒ်ကတော့ယခုရေစင်မာလာဆန်းမစတင်ပြီးပြည်သူလူထုအခြေပြုတရင်ကောင်းကင်ဆာယောဂါကာကွယ်ဆေးထုတ်နိုင်ခြင်းလုပ်ငန်းကိုအရှိန်အဟုန်မြင့်တင်ဆောင်ရွက်သွားမယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ 2025ခုနှစ်ဒီဇင်ဘာလဆက်မှစတင်ပြီးပြည်သူလူထုအခြေပြုအိမ်ကောင်းကင်ဆာရောဂါကာဝယ်ဆေးထိုးနှံခြင်းလုပ်ငန်းကိုအသက်9နှစ်မှ17နှစ်အတွင်းရှိကျောင်းပြင်ပမိန်းကလေးငယ်များကိုအချိန်အုံးဖြင့်ဆက်လက်ထိုးနှံနိုင်ရေးဆောင်ရွက်သွားမှာဖြစ်ပါတယ်။ကျောင်းခြေပြုကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းနေဖြင့်လွှမ်းခြုံမှု90ရာခိုင်နှုန်းရှိသည့်အထိအောင်မြင်ခဲ့ပြီးကျောင်းပြင်ပမိန်းကလေးများကိုဆက်လက်ထိုးနှံနိုင်ရေးဆောင်ရွက်သွားမှာဖြစ်ကလာမယ့်2026ခုနှစ်စက်တင်ဘာလတို့၌အသက်9နှစ်မှ18နှစ်အရွယ် မိန်းကလေးငယ်များကိုအသက်ပိုင်းခြားတွန်းမြင်ပြီးတအိမ်ကောင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံခြင်းကိုဆက်လက်ဆောင်ရွက်သွားမှာလည်းဖြစ်ပါတယ်။လက်ရှိမြန်မာနိုင်ငံမှာထိုးနှံပေးနေတဲ့ကာကွယ်ဆေးကိုကမ္ဘာကာကွယ်ဆေးထိုးရေး GIV Alliance for Vaccines and Immunization ကနေပံ့ပိုးပြီးနိုင်ငံတော်အစိုးရကလည်းအချို့ကျထက်ဝင်ကဝယ်ယူထိုးနှံပေးနေတာဖြစ်တယ်လို့သိရပါတယ်။ကာကွယ်ဆေးထိုးနှံထားပါကအသက်73နှစ်မှ79နှစ်အတွင်းတိမ်ကောင်းကင်ဆာဗိုင်းရပ်ကူးစက်မှုမျိုး 80နှုန်းရာဂိုင်နှုန်းထိလျှော့ချနိုင်မှာဖြစ်ပြီးအသက်15နှစ်မှ19နှစ်ထိကနဦးကင်ဆာဖြစ်ပွားမှုနှုန်းကို37ရာဂိုင်နှုန်းထိလျှော့ချနိုင်မှာဖြစ်တယ်လို့သိရပါတယ်။ဆက်လက်ဖော်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့အော်တိုဘာလအတွက်ပြည်ပသို့အလုသမားစီလို့မိစာချုပ်ပေးပို့ရန်အေဂျင်စီ40ကျန်းရှိတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။2025ခုနှစ်အော်တိုဘာလမှာပြည်ပသို့အလုသမားစီလို့မိစီလို့စာချုပ်ပေးပို့ရန်အေဂျင်စီ40ကျန်းရှိကြောင်းအလုသမားရေးဝန်ကြီးဌာနရဲ့ state မက်ဂရီရှင်းမှာပေါ်ပြထားပါတယ်အဆိုပါအေဂျင်စီများအနေဖြင့်စေလိုချင်းရှိသည်ဖြစ်စေမရှိသည်ဖြစ်စေသက်ဆိုင်ရာသို့အချိန်မီပို့ပြန်လွယ်အကြောင်းထုတ်ပြန်ချက်မှာပေါ်ပြထားပါတယ်ထို့ကြောင့်အဆိုပါအေဂျင်စီများအနေဖြင့် joel.immigration@gmail.com သို့အချိန်မီပေးပို့ရန်အတိပေးထားပြီးတမတ်ရအတွင်းပေးပို့ခြင်းမရှိပါကဒဏ်ကြေးပေးဆောင်အောင်မှာဖြစ်ကြောင်းသိရပါတယ်မြန်မာနိုင်ငံမှာလူ့သမားရေးရာဝန်ကြီးဌာနတရားဝင်ခွင့်ပြုထားတဲ့ပြည်ပအလုပ်ကိုင်းအေဂျင်စီ 948ခုရှိပြီး၎င်းတို့နဲ့မှာအချို့ဟာလိုင်စင်ယာယီပိတ်သိမ်းခံထားရတဲ့ပြည်ပလုပ်ကိုင်အေဂျင်စီများဖြစ်တယ်လို့သိရပါတယ်။နောက်ဆုံးပြပြပေးလို့တဲ့သတင်းပုတ်ကတော့ရန်ကုန်မြမပလာဇာဘေးမှာရပ်ထားသောကားမှန်ခွဲခံရပြီးပစ္စည်းများခိုးယူခံရမှုဖြစ်ွားတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ရန်ကုန်မြို့လူစီကားရရပ်ဖြစ်သောမြမပလာဇာဘေးရှိစမှုတက်လမ်းပေါ်မှာနိုဝင်ဘာလ9ရက်ညပိုင်းကခိတရပ်ထားသောကားတစ်စီးမှန်ခွဲခံရပြီး အတွက်မှာပတ်ဆက်အိတ်နဲ့ပစ္စည်းများခိုးခံရမှုဖြစ်ပွားခဲ့ကြောင်းကိုတိုင်းကြုံသိတူတူကလူမှုကွန်ရက်ဆာမျက်နှာမှာဖော်ပြပါရယ်၎င်းမျိုးသမီးကကာမန်ခွဲခံရခြင်းကြောင့်နေနာရတယ်လို့ဆိုပါရယ်ရင်းကဲ့သို့ကာမန်ခွဲပြီးပစ္စည်းယူဆောင်မှုများဟာရခင်ကညအိတ်ရနာထားသောကားများမှာကြုံတွေ့လေးရှိတော်လဲယခုကလူစီကားရရဲ့အနီးမှာရထားသောကားများပါကြုံတွေ့လာခြင်းဖြစ်ပါရယ်အချို့သုံးသက်သူများကခွင့်ယူသူများဟာဝိတက်ဆောင်များကိုအဓိကရှာဖွေပြီး ဝတ်တောက်ကားများကို꽈စီရန်အတွက်ကြိုးပမ်းခြင်းဖြစ်ကြောင်းသုံးသပ်တယ်လို့သိရပါတယ်။ဒီနေ့ဖော်ပြပေးခဲ့တဲ့သတင်းတွေကတော့မြန်မာနိုင်ငံတော်မှာရှိတဲ့စီရေးစီးပွားရေးလူမှုရေးသတင်းတွေကသူကြားတဲ့သတင်းချို့ကိုကောက်နှုတ်တင်ပြပေးလိုက်တာဖြစ်ပါတယ်။အားလုံးကိုစိတ်နှပြချမ်းသာရှင်လန်းကြပါစေခင်ဗျာ။